အောင်မြင်မှုနဲ့ပတ်သက်လို့ဘလို့အားရစရာသတင်းကောင်းတွေရှိမလဲညာမြင်ရတော့လည်းအချိန်ကြီးပါရရှိမယ်တပ်ဖွဲ့တွေရဲ့စိတ်ရခံချက်တွေကပါရရှိမယ်ဆိုတော့ဦးနားထောင်ပေးပါဦးဗျာဒီလေးမင်္ဂလာပါမင်္ဂလာပါကိုအဲလောက်ပါအောင်ရှင်မိတ်ဆက်ပေးပါဦးဟုတ်ခုကျွန်တော်ကတော့ဒီကျွန်တော်ပခုတ်မှုမျိုးနဲ့ပြည်သူ့ကော်မတီတပ်ဖွဲ့ပြည်သူ့ရဲမှာစကြောင်းမှုအနေနဲ့တာဝန်ယူထားတဲ့ရှေးဘော်အာယူပဲဖြစ်ပါတယ်အာမိုက်တယ်နော်အာမင်္ဂလာပါညီလေးတွေ့ရတာဝမ်းသာတယ်ပြီးတော့အဲအဓိကကတော့ ဒီတွေ့ဆုံမှုမှာကြတော့လေယာအောင်မြင်မှုတွေအကြောင်းအဲကိုပြောပြပေးပါလားဘာဖြစ်လို့လဲဆိုတော့ညို့ဒါလိနစ်သားတွေက1ခု20တောက်ဘလိုတွေဖြုတ်ခဲ့တယ်ဆိုရဲဟာမျိုးတွေကိုသိချင်တာပေါ့နော်ဒါပြည်သူတွေလည်းဒါပြည်သူတွေလည်းနားထောင်နေတာပေါ့အဲ့ဒါအဲကြောင့်မလို့ဒါလေးပြန်မျှဝေပေးပါပေါ့နော်ဟုတ်ကဲ့ကိုဟိုဟာကျွန်တော်တို့ဒီလိနစ်တာကာလအတွင်းမှာကျွန်တော်အစောပိုင်းနေတုန်းကအပြည့်စုံမှုတွေအများကြီးရှိခဲ့တယ်ကျွန်တော်တို့မှာခက်ခဲအများကြီးရှိခဲ့တယ်လေယာ ကျွန်တော်အခုကာလနောက်ပိုင်းမှာရောတော်လေးပြည်သူတွေရဲ့ပံ့ပိုးမှုရာရောကျွန်တော်ရဲဘော်တွေရဲ့စိတ်ဓာတ်တည်ချောင်ရောကျွန်တော်အောင်မြင်မှုတွေအများကြီးတို့တော့ရလာပြီဗျာအခုကျွန်တော်ဒီကာလအတွင်းမှာကျွန်တော်အစောပိုင်းတော်လိုင်းကြီးလှုပ်ခဲ့တဲ့အချိန်တွေတော့ဆိုအရန်ခက်ခဲတယ်ပေါ့ဒီသွားရေးလာရေးပေါ့အခုဆိုရင်ကျွန်တော်ညာဘက်မှာဒီ internet line အဆင်မပြေဘူး internet line အဆင်မပြေတော့အခုအလုပ်လုပ်ချင်နေဆိုရင်တော့ဝေးလန်လန်ကို သွားပြီးမှအချင်းတစ်ခုပေးပြီးမှလုတ်ခဲ့ရတဲ့အချင်းကြီးရှိရပေါ့ဒါကြီးကတော့ဒီရဲ့ရောင်မှပြန်ပြောလို့ကောင်းတဲ့အမတ်ရစရာတွေပါပဲအင်းဟောအင်းဟောတကယ်ရတော့အများကြီးပေါ့အဲချို့မှတ်မိရဟာလည်းနည်းနည်းမျှဝေပေးပါဦးဟုတ်ကိုကျွန်တော်ဘာလို့မှတ်မိလဲဆိုကျွန်တော်တနန်းကာလတက်ရောက်ပြီးတဲ့အချိန်မှာပေါ့ကျွန်တော်ဒီမနေ့ပြန်အတွက်စားစရာရိတ်ခါမရှိတော့ဩမရှိတော့ကျွန်တော်ဘတ်သေးရမယ်တဲ့ဘယ်လောက်တော့ရမှာလဲတဲ့ လွတ်သွားမယ်တဲ့နှစ်နာရီခွဲလောက်တော့ကြာမှာတဲ့အပြန်ပစ္စည်းပါလာမယ်တဲ့နှုတ်အဲ့နှစ်နာရီခွဲနဲ့ရောက်အောင်ပြန်လာခဲ့တဲ့အချိန်ကအဲ့လောက်ပဲပေးနိုင်တယ်ဘာမဖြစ်နိုင်တော့ဘူးတော့ဆိုမင်းတို့မဖြစ်နိုင်ဘူးဆိုတာမပြောပါနဲ့တဲ့အရင်လုပ်ကြည့်ပါတဲ့ကျွန်တော်မနေ့ပြန်စားဖို့တော့ကိုကျွန်တော်တနင်္ဂနွေပြီးရဲ့အတွင်းမှာကျွန်တော်၁၀ရက်လောက်ကိုမနေ့ပြန်စားဖို့တော့ကိုရိတ်ခါရှာရင်နေတိုင်းအလိုမျိုးပေါ့အဲ့မှာလမ်းလည်းမပေါတော့တိုးရဲတောင်းနေမှာရဲဘော်ကြီးနဲ့အတူရုံးခံခဲ့ရတယ် အဲ့ဒီဟာတွေကလည်းအခုချိန်မှာတော့တိတ်ပြီးတော့မတ်ရစရာကောင်းနေဦးအဲ့ပေါ့အဲ့ပေါ့ဒီလေးကဒီဒီအခုဒီလက်တာလက်နက်ကင်တော်လေးရေးပေါ့နော်ဒီဟာတွေအဲလှုပ်ဖို့အတွက်အရင်တော့စဉ်းအောင်စဉ်းစားဘူးရဲ့လားပေါ့နော်ပြီးတော့ဘာကြောင့်မလို့ဒီလိုမျိုးလက်နက်ကင်ပြီးတော့တော်လန်ဖို့အတွက်ကိုဘယ်ဟာတွေကတွန်းအားဖြစ်စေတာလဲညီဟုတ်ဒီလေးဒီအခုဒီရဲမွန်လင်တော့ကျွန်တော်ဆယ်အကြောင်းသားကျွန်တော်ចောင်းတက်နေတာကျွန်တော် ကျွန်တော်ဆယ်တနစ်ကြာခဲ့တယ်တနစ်ကြာကျွန်တော်မန်းလေးမှာအမအိမ်နဲ့သွားနေတဲ့အချိန်မှာကျွန်တော်ကိုအိမ်ကနေကြောင်းပြန်တက်ဖို့ဆိုခေါ်ခဲ့တယ်ပေါ့ခေါ်ခဲ့တဲ့အချိန်မှာကျွန်တော်ဆန္ဒပြတယ်ကိုလူပြောမလဲတာကြီးစိတ်ဒီဒီကိစ္စနဲ့ပတ်သက်ပြီးအရင်စိတ်ဝင်စားသွားခဲ့တယ်ဩအဲ့အချိန်မှာအရင်ပြောပါရင်မင်းလှုပ်ချင်တာလှုပ်မင်းလူအပ်တာအကုန်လုံးအိမ်ကဖြည့်ဆည်းပေးမယ်မင်းအဲ့လက်နက်ကင်လန်းကိုမယူပါနဲ့ပေါ့ဩအမ်ဟုတ်ပေါ့ကျွန်တော်အဲ့ကိုသွားမှာသွားမှာဆိုတဲ့အချိန်မှာအဲ့ကိုမပြောဘဲကျွန်တော်ခိုးထွက်ပြီးလိုက်သွားခဲ့တယ် ျွန်တော်အဲ့ဒီမှာတလလောက်ဆက်သွဲပြတ်သွားခဲ့တယ်။နောက်ဆုံးကျွန်တော်အိမ်ုံပြန်ဖုံးဆက်တဲ့အချိန်မှာအမေကငိုတယ်ပေါ့ပြန်လာခဲ့ပါလားပေါ့ကျွန်တော်ပြန်လာမှာပါလို့ဒါပေမဲ့ကျွန်တော်တို့ဒီဟာကိုအွန်လိုင်းကျွန်တော်တို့လိုချင်တဲ့နိုင်ငံကြီးပြီးတဲ့အချိန်ကျကျွန်တော်ပြန်လာခဲ့မယ်ဆိုအမေကိုခရီးတော်ပေးထားတယ်။ကျွန်တော်အဲ့လိုမျိုးထွက်လာခဲ့တဲ့နေရာမှာကျွန်တော်အိမ်ုံပြန်နိုင်တဲ့သူတွေလည်းအများကြီးရှိသွားခဲ့ပြီပေါ့ကွ။ ိကတော့ဒါမတရားတဲ့အာကြောင့်မလို့ဒါတွန်းအားတစ်ခုဖြစ်သွားတာပေါ့နော်ဟုတ်ဟုတ်ခုဒီတော်လန်ကြီးကလာတော့မအမရဆရာတိတ်ကောင်းတာတော့တိုက်ပွဲကြီးပေါ့ကွာသိမလားကျွန်တော်လက်နက်ကန်ဒီကဒီအခုဆိုရင်ကျွန်တော်တိုက်ပွဲကြီးသွားတယ်ပေါ့သွားရဆိုရင်လေရဲဘော်တွေကကျွန်တော်တို့မှမပြည့်စုံဘူးကွာမပြည့်စုံတော့ကျွန်တော်တို့ကျွန်တော်တို့မှအမောင်းမြန် ဘယ်နဲ့နှစ်လက်လောက်ရှိရဲဆိုရင်ကျွန်တော်လက်လောက်ကသုံးလက်လောက်ပါနေရှင်ကျွန်တော်ငါးလောက်လောက်ပဲသွားရမယ်ဒီထဲမှာရဲဘော်တွေကအာကျွန်တော်လိုက်ရှင်ပါတယ်လို့သူပါဇက်ကနေပြောတဲ့အချိန်မှာကျွန်တော်တို့သွားရလမ်းပြန်လာနိုင်မယ်လို့မပြောနိုင်ဘူးအဲ့တော့ခရီးမပေးနိုင်တော့ကျွန်တော်ရွေးပြီးရွေးထုတ်ပြီးခေါ်ခဲ့တဲ့အချိန်မှာအဲ့ရွေးခေါ်ခဲ့ပြီးဆိုရင်သူကပြန်လာကျွန်တော်တို့စကားမပြောချင်တော့အော်သူတို့မခေါ်လို့သူတို့မခေါ်ဘူးဟာမဟုတ်လေမင်းတို့ဘာဖြစ်တာအောင်ဆိုမဟုတ်ကျွန်တော်ကလိုက်ချင်တာ ဲ့လိုမျိုးပေါ့ကျွန်တော်တို့ဒီအညာဘက်ဒေသရင်မှာတော့ကျွန်တော်တို့ဘယ်လိုပြောအခက်အခဲအများကြီးဆိုတော့ကြာပေါ့အပြည့်စုံမှုတွေလည်းရှိရပေါ့အဲ့ဒီအတွက်ကြောင့်ဒီရဲဘော်ကြီးနဲ့အလုပ်လုပ်တဲ့အချိန်တွေမှာလည်းအများကြီးတော့မဆောင်သားကြီးဆိုတော့ကျွန်တော်တို့အဲ့လိုမျိုးအများကြီးတော့စဉ်းစားပြီးတော့အလုပ်တော့လုပ်ရတယ်အာကိုတို့ညို့ညို့တက်ဖွဲ့တွေအောက်ကဒါရဲဘော်တွေရဲ့ဒါခံယူချက်စိတ်တဲ့တရားဘယ်လိုခြေနေရှိလဲကျုံမယ်ဆိုတာဒီကောင်ကျွန်တော်မယ် ဒီဒီထက်ပိုပြီးပြည့်စုံခဲ့မယ်ဆိုရင်ပေါ့อืมကျွန်တော်တို့အများကြီးလုံနိုင်မယ်ဆိုတာကျွန်တော်ကျွန်တော်ရဲဘော်တွေကိုရှုံးကြည့်ရဲပေါ့ကောင်းနေရဲ့စိတ်ချက်ကသူတို့ကိုတိုက်ပွဲမခေါ်တာတိုက်ပွဲသွားတာပါပွဲလန်းတပင်သွားတယ်ဟာမဟုတ်ပါဘူးဒါကိုသူတို့မလိုက်ရကျွန်တော်တို့စိတ်ဆိုးပြီးစကားမပြောရဲဒီကောင်းနေရဲ့စိတ်ချက်ကတိတ်ပြီးတော့ကျွန်တော်ချစ်ဖို့ကောင်းနေပြီဟုတ်တယ်ဟုတ်တယ်ကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော်တို့အသက်တွေအများကြီးငယ်ကြသေးတယ်။20ဝန်းကျင်နေပဲများရတဲ့အတွက် တခုဆိုရင်တော့နည်းနည်းတော့တင်းရတော့ခက်တယ်ဒါပေမဲ့ခံချက်ချင်းကလူညီတဲ့အတွက်ကျွန်တော်အလုပ်လုပ်ရတာတော့အဆင်ပြေရဲ့ပေါ့နော်လုံးဝသူတို့ဘုံကြီးပေးလို့ရတယ်ဒီကျွန်တော်သူစိုးခြင်းစိုးမယ်ပေါ့အရင်တော့ဘာပဲနေနေစိုးခဲ့လေဒါပေမဲ့ဒီရက်ရောက်လာတဲ့အချိန်ဒီမှာသူမခံနိုင်ဘူးဒီကောင်းတွေကိုတတ်ရမယ်ဆိုရယ်စိတ်တဲ့အပြည့်ဝပါလာတဲ့အတွက်ကြောင့်ကျွန်တော်နဲ့အလုပ်လုပ်ရတာတော့သိပြီးတော့အဆင်ပြေပါတယ်အာဟုတ်တယ်နော် တကယ်ခံယူချက်စိတ်သက်ကောင်းတဲ့လူငယ်တွေကြီးပဲစုပြီးတော့ဒေါ်လာရင်းလုံနေတာဆိုတော့ဒါမအောင်မြင်စရာအကြောင်းမရှိဘူးပေါ့နော်ခက်ခဲတွေကတော့ညီလေးရှိရပြောသလိုပေါ့လက်နက်ကနှစ်လက်ပဲရှိတယ်လက်လုံက၃လက်လောက်နဲ့၅ယောက်လောက်သွားရတာလည်းအော်မပဲဒါမခေါ်လို့ဆိုပြီးတော့စိတ်ဆိုးကြရတယ်ဆိုတဲ့ဟာမျိုးတွေပေါ့နော်လက်နက်ကလည်းမရှိမရှိလို့မခေါ်နိုင်တာကိုစိတ်ဆိုးကလည်းခံရသေးရပေါ့အဲ့လိုပေါ့အဲကြဒါ ခက်ခဲတော့အများကြီးရှိတာပေါ့အဲ့တော့အဲ့ဒီလိုမျိုးခက်ခဲအများကြီးကြားတဲ့ကနေပြီးတော့တိုက်ပွဲဝင်ကြတဲ့ခါပေါ့နော်အဲစစ်ကောင်စီဘက်ကအရင်အစောပိုင်းတော့ဆိုအညာကိုအရန်သူကအထင်သေးတယ်လေအဲညညတို့တင်ပါပါအညာဆိုရင်ဒီကောင်တွေကဘယ်လိုပြောလဲဆိုတော့ဟိုအိယာကိုလည်းမဟုတ်ဘူးဆိုတာလေအညာကိုသွားမယ်ဆိုရင်သူကပြော့တာဆိုပြီးတော့ပြောတာအဲညာဘက်စစ်တွေဆိုပြော့တာဆိုပြီးတော့ပြောတာအဲ့တော့ပျော်ပြီးတော့စစ်စင်ထိုးလာတဲ့ကောင်တွေနဲ့ညို့နဲ့ရင်ဆိုင်ရတဲ့ခါမှာညို့တို့ဘယ်လိုမျိုးတွေအောင်မြင်မှုရအောင်လုပ်ခဲ့တာတွေရှိတယ် ဒီနေ့ဒီရပိုင်းတော့မှညီလို့တိုက်ပွဲသွားတာရှိရယ်ကိုလေအဲ့ဒီမှာသူကဘာပြောလဲဆိုအစတိုက်ဆစာပြီးသူနဲ့စစ်ကြောင်းကိုစတိုက်တော့မင်းတို့တော်တယ်မှမနေနဲ့မျိုးက KTV ရေမှာမာဗီရတောက်ပြီးသူနဲ့လာနေပါဆိုကျွန်တော်တို့နင်းနင်းလေးရသိရမလားသူဟိုဘက်တိပဲသူပြောရလဲကြားရတယ်ပေါ့ဟာမင်းတို့တော်တယ်မှမနေနဲ့ပေါ့မင်းတို့မျိုးကိုလိုက်ခဲ့ KTV မှာမာဗီရတောက်ပြီးမင်းတို့လှုပ်ချင်တာလှုပ်နေလို့ရတယ်အဲအဲ့ဒီချိန်ကျွန်တော်ကမင်းတို့လည်းအဲ့ဆိုတက်ခဲ့ပေါ့ မင်းတို့လည်းမင်းတို့တိုက်လာရင်လာခဲ့ကျွန်တော်အဲ့လိုစိန်ခေါ်ပြီးတိုက်ခဲ့တာကျွန်တော်တပတ်လောက်တိုက်ခဲ့တယ်တပတ်လောက်မှာကျွန်တော်တို့နှစ်ရက်လောက်ကရေးပြတ်သွားခဲ့ကျွန်တော်ဘယ်လောက်ထိစိုးလဲကျွန်တော်တို့အဲ့ဒီမှာကျွန်တော်တို့မှာပါတဲ့အင်ဂျီမှာအဲ့ဒီနေရာပဲကံကောင်းခြင်းလို့လားဒီညမှာမိုးရွာသွားတယ်အဲ့ညကမိုးဆူတဲ့အင်ဂျီတွေကရှီကိုကျွန်တော်တို့ဘူးလေးကိုပြန်ထည့်ပြီးတောက်ခဲ့ရတယ်ဩဒါပေမဲ့ဒီကောင်းနေနောက်ဆုံးပြန်ဆုတ်တဲ့အထိကျွန်တော်တို့လိုက်တိုက်နေတာအလိုက်ပါတိုက်တာလား ဟုတ်တယ်သူစစ်ကြောင်အခုဒီတစ်ခေါက်မှာကျွန်တော်အညာရဲ့အောင်ပွဲပထမဆုံးခြေလမ်းမဟုတ်ခဲ့ပေမဲ့ဒါပေမဲ့ဒီခါကတော့လုံးဝဂုံနိုင်လောက်တဲ့တိုက်ပွဲတစ်ပွဲတော့ဖြစ်ခဲ့တယ်ဗျာအာအကျိုးအကျိုးမြတ်နေနေချင်းဘာတွေဘာတွေသိရသေးလဲလို့ပေါ့ကျိုးမြတ်နေနေကျွန်တော်တို့ရဲ့အလောင်းရှီလောင်းကျွန်တော်ရရှိခဲ့တယ်ကျွန်တော်တနက်တလက်ရဲ့ကြီကြီရဲ့စစ်သုံးဆောင်နေတော့ရရှိခဲ့တယ် သူပြန်ဆုတ်သွားတဲ့အချိန်တွေမှာတော့တော်တော်ကြီးဖီဖီရဲ့ဖြစ်ပြီးတော့ကောင်းနေပြေးတာကြီးဗျာတည်ရမလားကျွန်တော်ဒီကောင်းနေကထွက်ပြေးတာဒီခါကျတော့အရင်တော့ဆိုအညာဆိုရင်ဒီကောင်းနေကညညာတိုက်တယ်ဆိုပြီးပြောရခဲ့တာကြီးပေါ့အော်ခုကျညာညာသားရဲ့နဲ့တို့နဲ့စတွေ့ရောကြာအခုကျတော့ဒီကောင်းနေကပြန်ပြီးတော့ပြေးရပြီဒီခါတော့တော့အကြောင်းညာလို့မရတော့ဘူးပေါ့နော်ဟုတ်ကျွန်တော်ဒီ တခုပေါ့ကျွန်တော်တို့ဘက်ရဲ့အညာဒေသရဲ့အားနည်းချက်ကဘာဖြစ်လဲဆိုကျွန်တော်တို့လီယန်တွေကိုပြန်ပြီးမပြည့်ခတ်နိုင်တဲ့အတွက်ကျောင်းတွေကလေကျောင်းတော့တော်တော်လေးဖိဖိစီစီသုံးနိုင်တွေ့ရတယ်။ဟာတနေ့ရဲမှာပဲလေကျောင်းချက်ဖိုက်တာ3စီးနဲ့ဝိုင်းတွဲတစ်စီးနဲ့တနေ့ရဲတမနယ်လုံးပြစ်တာထောက်ကမထောက်ရလီယန်ပြင်းမှာအိတ်ပြောသွားခဲ့တယ်ကျွန်တော်တို့ဆိုရင်ပုံနေနေအာတိုက်ပွဲတွေမှာ အိပ်ပါပြောသွားတယ်ဟာကွာညီလေးဟုတ်တယ်ကျွန်တော်တို့ကျွန်တော်တို့အဲ့လိုလင်းပစ်ပြီးတော့ကျွန်တော်တို့ကပြန်ပြီးတော့ကျွန်တော်တို့သူတို့ချောင်းတဲ့အချိန်မှာသူထွက်လာခဲ့နောက်နေ့မီတာ100လောက်အတွင်းမှာသူထွက်လာတယ်ကျွန်တော်တို့ရဲ့သူတို့ရဲ့အားနည်းချက်ဖြစ်သွားခဲ့တာသူတို့ကကျွန်တော်ရောက်နေခဲ့တာမသိဘူးအဲ့နာမသိတော့ကြာသူတို့ကမမြင်ညီလေးကိုလည်းအားနဲ့ဒီခါတော့ဒီကောင်းနေအပိုင်ထက်ပြပြီးဆိုထပြတာဒီကောင်းနေပြေးတာ ။ဘာမှတစ်ချက်မှပြန်မပြစ်ခဲ့ဘူးဒီကောင်နေလွတ်တဲ့နေရာအထိပြေးတာ။အကြောဆိုရက်နိုင်ခြင်းတဲ့ကောင်နေအခုတော့ပြေးနေရပြီပေါ့။ကျွန်တော်အဲ့လိုမျိုးပေါ့။မင်းတို့ PDP မှာအမကြီးရတောက်ပြီးလှုပ်ချင်တာလှုပ်ဖို့မြို့ကိုခေါ်မယ်ဆိုတဲ့ကောင်နေဒီတစ်ခါတော့ပြန်ပြေးတာကျွန်တော်နှုတ်တော်နှုတ်ဆက်မသွားခဲ့ဘူးပေါ့။ အဲတကယ်ဆိုရင်တော့ညီတို့ဒီထက်ပို့ပြီးတော့ပြည့်စုံမယ်ဆိုရင်ဒီထက်ပို့ပြီးတော့အောင်မြင်နိုင်တဲ့အောင်မြင်မှုအကြီးကြီးတွေရမှာပေါ့နော်ဒါအခုကတော့မပြည့်စုံဘူးမို့လို့နော်ဟုတ်ကဲ့ကိုဟုတ်အဲကျတော့အဲဘယ်လိုပဲဖြစ်ဖြစ်အခုဒါအဲပြည်သူတွေကလည်းတနိုင်တော့တော့ကူပေးကြတယ်ပေါ့နော်ပြီးတော့အညာကကျတော့ညီလေးပြောလို့ပေါ့နော်ဟိုဟိုအင်တာနက်လိုင်းခက်ခဲတွေအားသာရှိတာ哦ရှိတော့ကျညီတို့တိုက်ပွဲတွေတိုက်နေတဲ့ဟာတွေက ဒါပြည်သူတွေတိကွတ်မရတာတွေလည်းရှိတာပေါ့နော်အခြားနေရာဒေသကပြည်သူတွေလည်းတိကွတ်မရကြဘူးပြပပြည်သူတွေလည်းတိကွတ်မရကြဘူးဒါပေမဲ့အဲအဲ့လိုမျိုးဟာလေးတွေတိပြီးတော့အဲကူညီလာတဲ့အဲအခုနောက်ပိုင်းဆိုတဖြည်းဖြည်းကူညီလာကြပြီပေါ့နော်အဲအညာကလည်းအဲတကယ်ကိုလုံးဝဟိုအစပိုင်းစောပိုင်းအရန်ဖိနှိပ်ခံရတဲ့အနေအထားနေအခုချိန်အထိကိုလုံးဝရွရွချွတ်ချွတ်ပြန်ပြီးတော့တော်လန်နေတဲ့ဟာတွေကဒါတမိုင်းပဲပေါ့နော် ဒါကြအဲ့ဥစ္စာတွေကချင်းနီးတော့မဖြစ်ပါဘူးပေါ့နော်။နောက်ပိုင်းညီတို့တကယ်ပြေဆုံးလာပြီဆိုတဲ့ခါကျရင်တော့ဒီထက်ပိုပြီးတော့တိုက်ပွဲဝင်နိုင်မယ်လို့ကိုကတော့ယုံကြည်တယ်။ညီတို့စိတ်သက်တည်ခံယူချက်တွေနဲ့ကတော့ဟိုကောင်နေခုနလိုပဲနှုတ်ဆက်ပြီးတော့ကိုသွားမှာမဟုတ်ဘူး။ဒီတိုင်းလွတ်ပြေးကြအောင်ပေါ့နော်။အဲ့ကြဒီဒီဟွာပေါ့ဒီမမရရအဖြစ်ပြက်တင်နေပသက်လို့လဲဒါညီလေးပြောပြပေးပါဦး။အဲမမေ့နိုင်ကြအဖြစ်ပြက်တွေပါရှိရင်လေ။မင်းနိုင်ရာဖြစ်ပဲကျွန်တော်ရှိခဲ့ဘူးပဲပေါ့သူတို့ စကြောင်းရောက်နေရောကျွန်တော်ကမသိအဲ့နဲ့ဩစကြောင်းရောက်နေပေါ့ဒီကောင်ကြီးပြန်ဆုတ်တော့ပါဆိုကျွန်တော်သွားတယ်သူနဲ့လမ်းအကူမှာသူနဲ့စုံတယ်ဟုတ်တရားနေတရားနေမင်းတို့ဘယ်ဘယ်ရလဲပေါ့အားလုံးဒီရှိရရွာစကန်းထဲမှာနေတဲ့အဖွဲပါဆိုတော့ကျန်ဟာတဲ့အဲ့ဆိုရင်ခဏနေအောင်တော့သူစကြောင်းမှုလမ်းဆက်နဲ့လမ်းပြောတာပေါ့ဘိုးကြီးတဲ့ဒီမှာကျွန်တော်စစ်ကူတွေလာပြီပေါ့ကျွန်တော်ဘယ်ကိုခေါ်ခဲ့ရမှာတုန်းလဲအဲ့အချိန်မှာသူ သူစကြောင်းမှုပါဗောဟဲ့အောင်အဲ့ဒါငါခေါ်ထားတာဘာမှမရှိဘူးဗောမင်းတို့ပထွေးရေပဲနေမှာဗောမင်းတို့ပြစ်ဗောပြစ်ဆိုတော့ကြာတို့လည်းပြစ်လို့ပြောရချင်းရောက်တော့ကျွန်တော်တို့လည်းအဲ့ဒါအကုန်လုံးကျွန်တော်တို့20လောက်ပဲပါမယ်သူစကြောင်း150ဝန်းကျင်ပါတယ်အချိန်မှာကျွန်တော်နိုင်ရောဟိုဘက်ဒီဘက်အာပြစ်ခတ်နေဖြစ်နေတဲ့အချိန်ဒီမှာသူကဘာပြောလဲဆိုတော့နောက်ဆုံးကြာသူကျွန်တော်တို့ဝိုင်းပြန်ဝိုင်းတော့လေဝိုင်းနေတဲ့အချိန်မှာနိုင်ရောလောက်ကြာရောက်တော့ပြန်ဝိုင်းနေဗောဝိုင်းနေတဲ့အချိန်မှာကျွန်တော်တို့ကဘာလုပ်တော့ကျွန်တော်တို့မှ20လောက်ပဲပါတယ်ဗျ ောက်ပြီးတော့သူနဲ့ဆိုင်ကျွန်တော်တို့မှာလက်နဲ့ပြည့်စုံမှုကအရင်ကွာနေကွာနေတော့ကျွန်တော်တို့ဘာလုပ်လဲဆိုကျွန်တော်ကလူတွေအများကြီးဖြန့်လိုက်တယ်ဖြန့်ပြီးတော့လူအများကြီးဖြန့်အောင်ပြစ်တယ်နောက်ဆုံးကျသူတို့ကဘာဖြစ်လဲဆိုဒီကောင်ဒီမှာအရင်အများကြီးပါတယ်ကွာသူစွတ်တက်လာတော့ကျွန်တော်တို့မှာရှိတာ20လောက်ပဲကျွန်တော်နေရာအများကြီးဖြန့်နေတယ်ဘယ်မှာအာသူကအရင်အများကြီးပါ အဲ့နဲ့သူသူနဲ့အဲ့လိုမျိုးပြင့်နေရရှင်မှာကျွန်တော်တို့နိုင်ဝက်လောက်ပြစ်ပြီးတော့ကျွန်တော်တို့ပြန်ဆုတ်ပြန်ဆုတ်ခဲ့ရတယ်အဲ့ဟာတော့တကယ်အမှတ်ရစရာအကောင်းနေပေါ့ကျွန်တော်တို့စစ်ကူရလာတယ်ပေါ့ဘူကြီးပဲလွတ်လိုက်မလဲဆိုတော့ဒီကောင်းလေးတပည့်ပဲရုပ်တွေပဲဒီကောင်းလေးနို့ပထွေးတဲ့အဲ့ဒါပြစ်တယ်အဲ့လိုသူဆက်နေပြောနေရပြကြားနေရတော့ကြာကိုယ်လည်းပြစ်တော့ပြစ်တာပေါ့နောက်ပြီးတော့ကြာပြန်လဲပြန်တဲ့အချိန်ရောက်တော့ အဲ့ဟာဟာတာပဲဗျာသိမလားတိတ်လို့မရစရာကောင်းတယ်အေးရောယူအောင်ညီလေးနော်ဒါအသက်အနေကြားထဲမှာဘလောက်ပဲလုပ်ခဲ့လုပ်ခဲ့တစ်ချိန်ပြန်ပြောကြရင်တော့ဟာတာအနေနဲ့ဖြစ်နေရပါတော့အဲ့တော့ဒါအညာမှာပေါ့နော်အခုတိုက်ပွဲဝင်နေကြတယ်အဲအခုဆိုရင်ဒါအောင်မြင်မှုတွေစီချီတက်နေကြပြီပေါ့နော်အရင်တော့အနေထားမဟုတ်တော့ဘူးသူတို့ပြန်ကိုယ်ပြန်ပြန်စော်နိုင်တဲ့အနေထားခုနကညီလေးပြောလို့ဆိုရင်စစ်ကြောင်းလာထိုးတာကိုပြန်တိုက်တဲ့အဆင်မဟုတ်တော့ဘဲနဲ့စစ်ကြောင်းနောက်ကိုလိုက်ပြီးတော့တိုက်တဲ့အဆင်တွေဒီဖြစ်လာပြီပေါ့နော်အဲကြတော့ ါအောင်မြင်မှုစီကိုပြန်ပြီးတော့ပန်းဝင်နိုင်ဖို့အတွက်ကိုချီတက်နေပြီလို့လည်းပြောလို့ရတယ်ပေါ့နော်အဲ့တော့အဲ့လိုသွားနေပြီဆိုတဲ့အချိန်မှာမပါတော့တဲ့မပါနိုင်တော့တဲ့ညီကိုတွေရှိခဲ့ရင်လည်းဒါပြောပြပေးပါဦးကျွန်တော်တို့ဒီအစိုးပိုင်းမှာပေါ့ကျွန်တော်တို့မပြည့်စုံမှုကြောင့်ကျွန်တော်တို့ခံခဲ့ရဘူးလေပေါ့ကျွန်တော်နဲ့ကျွန်တော်ညီကိုတော်ခဲ့တဲ့ခြေပေါ်တယောက်ကျွန်တော်လက်အောက်ကနေပြီးကြာသွားခဲ့တယ်ပေါ့အဲ့ချိန်မှာကျွန်တော်တို့ရှေ့မှာ စကြောင်းတိုက်နေတိုက်နေတဲ့အချိန်မှာဘာဖြစ်သွားလဲဆိုကျွန်တော်တို့နောက်မှထားခဲ့တယ်ကျွန်တော်ဘေးကပတ်မယ်ဆိုတဲ့အချိန်မှာတော့သူ့ကိုကျွန်တော်တို့မပြေဆုံးမှုရကျွန်တော်တနက်ထက်မပြေးခဲ့နိုင်လိုက်ဘူးအပြေးခဲ့မှာဒီတို့နဲ့တွေ့တဲ့အချိန်မှာပဲသူတို့ဖမ်းခံပြီးတော့ဖမ်းပြီးမှခေါ်ဆောင်နေရာတစ်ခုကိုခေါ်ဆောင်ပြီးမှတက်သွားခဲ့တယ်ပေါ့အဲ့ဒီအချိန်ကာလဆိုသူဆိုရင်စစ်တပ်ဆင်အချိန်ကတည်းကဆင်ပြီးတာမကြခဲ့သေးဘူး အဲ့လိုမျိုးဖြစ်သွားခဲ့တော့တော်တော်လေးတော့စိတ်ဒဏ်ရာလည်းရခဲ့ပေါ့အဲ့ဒီအတွက်လည်းခုချိန်ထိသူ့အတွက်ပါပူပြီးကျွန်တော်လုံနေတယ်သူလည်းရောက်နေရဲ့အရက်ကနေတိမာပါပဲတိရမလားဒီတော်လန်ရေးကိုပေါ့အဆုံးချီမပါခင်နိုင်ဘူးဆိုရင်တော့မရက်တက်နဲ့ကျွန်တော်ဟိုယုံကြည်စေခြင်းနဲ့ပေါ့ကျွန်တော်ရဲဘော်ရဲဘက်ဒီအကုန်လုံးကျွန်တော်ကပြောခြင်းချသွားခဲ့တာအများကြီးရှိခဲ့ဘူးကျွန်တော်အစောပိုင်းဆိုရင် လက်လုတ်ဒီနဲ့အညာဘက်ဆိုတော့လက်လုတ်ဒီနဲ့စတိုက်ခဲ့တာပေါ့အဲ့အချိန်မှာဘာဖြစ်လဲဆိုကျွန်တော်တို့စမ်းသပ်မှုအာမခံမှုတခုမှမပေးနိုင်တဲ့လက်လုတ်ဒီကကျွန်တော်ရဲဘော်ကြီးရဲ့အသက်တွေကိုအများကြီးနှုတ်သွားခဲ့တာကြုံရတယ်အဲ့အချိန်မှာစူးစူးဝါးဝါးကြီးတွေထိဖြစ်သွားတဲ့အချိန်မှာတော့စိတ်ထိခိုက်ခဲ့တဲ့အရာကြီးအများကြီးရှိခဲ့ဘူးလို့ပြောတယ်အဲ့တော့ဒါကတော့ ဟိုစိတ်မကောင်းကြပါဘောเนาะစိတ်မကောင်းကြပြီးတော့ဒီဒေါ်လာရေးမှာမပြည့်စုံမှုကိုအာလုံးဝပါเนาะဒါအသက်တည်ရှင်ပြီးတော့ပေးရတော့တဲ့အထိဆုံးရှုံးခဲ့ရတာတွေရလေဒါမမိနိုင်ဘူးပေါ့เนาะပြီးတော့ဒီညီကိုတွေဆိုတာကလည်းအာကိုနဲ့တူတူအဲတို့တို့ပေါ့မနေခဲ့တဲ့သူတွေဆိုတော့ညီတို့ခစားချက်ကိုလို့နားလေတယ်ပေါ့เนาะပြီးတော့အဲ့ဒီဟာအပြုံမှာအဲတို့အတွက်ပါအခုလိုမျိုးပို့ပြီးတော့ကြိုးစားပေးနေတဲ့အတွက်လေကဲချီကျူးတယ်တကယ်လေးစားတယ်ဂုဏ်ယူတယ်ပေါ့เนาะအဲတို့လည်းဂျင်းနေနေပါပါအဲပြီးတော့ဒါချိန်ကြရင် အာဒရိုက်တန်တန်ပြည်သူကပြန်ပြီးတော့အကုန်ပြူချင်းမြရမယ်တူတွေပေါ့နော်တကယ်သူရဲကောင်းနေဆိုတော့လေဒီနေရာမှာဒါဒီဥစ္စာတွေကအမှတ်တမ်းတစ်ခုအနေနဲ့ဖြစ်နေမှာပါပေါ့နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ညိုလေအဲ give site စီခြင်းနေပေါ့နော် ပြီးတော့ဒီအညာကပေါ့နော်အညာကအခုဆိုရင်တကယ်မျောလင့်စရာပေါ့နော်အဲအောင်မြင်မှုအတွက်မျောလင့်စရာနေရာတစ်ခုဖြစ်လာပြီလို့လေးပြောလို့ရတာ ကျွန်တော်တို့ဒီညာဒေတာရဲ့ဘက်မှာတော့အခုကျွန်တော်တို့ညာဘက်မှာဒီသူ့ရဲ့လူကျော်ဖြစ်တဲ့ကပ္ပစာရေအများကြီးရှိရပေါ့အဲ့ဒါကြီးကိုကျွန်တော်တို့တိုက်ဖို့ဆိုရင်ကျွန်တော်အများကြီးလိုအပ်သေးရဲ့ခိုင်းမဲ့ဂျီဒီကိုသွားဖို့အတွက်ကျွန်တော်တို့အများကြီးရောခြေချောင်းအနေနဲ့သူလေးပေါ်မှာမဟုတ်ရင်သူမိပေါ်မှာရှောက်ဖို့ရအတွက်တော့ညာဒေတာမှာသူတော်သွေးပြတ်နေပြီပေါ့ ပြည့်ပြည့်စရာကောင်းတဲ့ဒုက္ခီကိုပေါ့အရင်တော့ခုနကပြောလိုပဲပေါ့အရင်တော့အညာဆိုရင်ကောင်းနေကပြော့တယ်ပေါ့အညာကိုစကြောင်းတော့အခုချိန်မှာဘောင်းနေအတွက်အညာဒေတာပါကြောင်းရလဲအိမ်မဆိုးဖြစ်သွားခဲ့ပါဟာတော့လိမိတပါလာတွန်းမှာတော့လေးနှစ်ပဲရှိသေးရဲ့နော်လေးနှစ်တောင်မှာဘယ်လိုရောမလဲတိုက်ခိုက်အဲလောက်ရတဲ့ဟာကလေးနှစ်မရှိသေးဘူးနော်အရင်လေးကျင်ရေးတွေပြင်ဆင်ရေးတွေလောက်ရအောင်ပါ အဲကြတော့၄နှစ်တောင်မှမရှိသေးတဲ့အာတက်ဖွဲ့တွေရဲ့ချင်းမိုးညင်းကိုခံနေရပြီပေါ့ဒီကောင်နေကျွန်တော်တို့ပြောတယ်ပေါ့အခုဆိုရင်ဒီစစ်ကြောင်းတွေထွက်လာပြီဆိုတော့သူတို့ရွာလူတွေမိရင်သူတို့မတိုက်နဲ့ပေါ့သူရွာကိုလည်းဒုက္ခမပေးဘူးဘသူ့မှာလည်းဒုက္ခမပေးပါဘူးကျွန်တော်တို့သွားစရာရှိတဲ့နေရာကိုသွားပါမယ်ဆိုပြီးတွေ့တဲ့လူတိုင်းကိုတောင်းတမှမပြောပြီသူစစ်ကြောင်းထိုးနေရပြီကိုကြီးအခုဆိုရင်တော့ဟုတ်မိုက်တယ်ကွာတကယ်ပေါ့တော့ဒါတွေက တကယ်အားရစရာသတင်းသတင်းမျှဝေပေးမှုတွေပေါ့နော်အဲအညာအဲ့လိုမျိုးဖြစ်စေချင်ကြတဲ့ပြည်သူတွေအများကြီးရှိပါတယ်ပေါ့နော်ပြီးတော့ညနေောက်မှာပြည်သူတွေလည်းအများကြီးရှိတယ်အဲအညာမအတိအတိုင်းပဲကိုတို့လည်းမြင်နေကြားနေရပါတော့ခက်ခဲတယ်။ဟိုနေ့ကဆိုရင်ရဲဆက်ဆက်ပုံကျဲတဲ့ဟာမျိုးတွေပေါ့နော်။ကလေးတငယ်တွေနိုင်ငံတနိုင်ငံလုံးအနှံ့အုံဒီကောင်တွေမရိုင်းဆုပ်ပဲ့နေရပါတော့။အဲကြတော့အခုလိုမျိုးအ ုက္ခရောက်တဲ့ထဲမှာအညာပြည်သူတွေလည်းပါတယ်ပေါ့နော်အဲဒါတော့မှပဲညီလေးတို့ကိုခုချိန်အထိအာလုံးဝထောက်ခံပေးနေတဲ့သူတွေရှိမယ်ထောက်ခံပေးနေတဲ့ပြည်သူတွေရှိမယ်ပေါ့နော်အဲတော့တခြားနေရာဒေသတွေမှာလည်းအဲ့လိုပဲညီလေးတို့နောက်မှာအပြည်တွင်းပြည်ပမှာရှိတဲ့ပြည်သူတွေအားလုံးကအဲထောက်ခံနေကိုယ်ယူတယ်အဲကုညီဖို့ကြိုးစားနေကြတယ်ပေါ့နော်အဲဒါမဲ့ဒီပြည်သူတွေလည်းဒါတနည်းတစ်ပုံနဲ့တော့ဒုက္ခဒုက္ခခံနေရတာကြီးပဲ။အဲကြအဲ့လိုပြည်သူတွေကိုရောဒါညီလေးအနေနဲ့ဒါပြောချင်တာပြောချင်တဲ့စကားလေးရှင်ပြောပြပါဦး။ 好，今我年年比都了表现奈个，今我呢地气候，不，怎奈呢？爸爸，上次保温是怎奈不？现在咪只个呢？今我地气候啊，昂昂热昂，太闷热，今我希望一年嘞，龙华看只比话细一段，比都一年呢，今我可能要保温比个大呀。 လုံးဝမဆုံးရှုံးအနစ်နာမဖြစ်စေရတဲ့အတွက်ကျွန်တော်တို့ဒီအခုဒီမိုကရေစီကြကြနိုင်ငံတနိုင်ငံကိုလည်းပြန်တည်ထောင်ဖို့အတွက်စူးစမ်းနေရဲ့လူတွေလည်းရှိရပေါ့အဲ့ဒီအတွက်ကျွန်တော်တို့နဲ့အတူတူလိုက်ပြီးတော့ပါဝင်ပေးဖို့ရအတွက်ကျွန်တော်ပြည်သူတွေကိုတောင်းဆိုရင်းနေဗျအဲကျေးဇူးတင်တယ်နော်ပြည်သူတွေကလည်းအဲတေချာပေါ့အဲ့လိုမျိုးဖြစ်ဖြစ်မှာပါပေါ့နော်ပြီးတော့တခြားညီလို့လိုပဲတော်လိုင်းညီကိုတွေရောမောင်နှမတွေရောဗာပြောချင်တာရှိနော် အလုံးကျူးဆိုင်ကြပါပေါ့ကျွန်တော်တို့အခုချိန်မှာသူ့ဘက်ကတိတ်ပြီးတော့ရက်ဆက်တယ်ပေါ့ကျွန်တော်တို့ဘက်မှာလေချောင်းတိုက်ခိုက်မှုတွေအချိန်ချင်းခဏခဏကြုံရတယ်ပေါ့သတင်းစီးဆင်းမှုတွေပေါ့ဒီပြန်ပြီးတော့စီစစ်ဖို့ဟာဒီအများကြီးကိုလည်းလိုအပ်နေတယ်ဆိုတာကိုလည်းအကုန်လုံးကတတိထားမိကြတယ်ပေါ့မလုံနိုင်သေးတဲ့ဒေသတွေလည်းရှိသေးရဲ့အဲ့ဒီအတွက်ကျွန်တော်တို့ဒီအခုဒီကောင်းလေးရဲ့အဓိကဖြစ်နေတဲ့ ဒီကြောင်းတိုက်ခိုက်မှုကိုကာကွယ်တဲ့အနေနဲ့လည်းအများကြီးကျွန်တော်တို့စ조사အောင်မယ်ပေါ့ဒီကြိုင်းမှာကျွန်တော်တို့အခုဆိုရင်ပို့ပြီးတော့စီးလုံးလာတယ်ကျွန်တော်တို့တရင်နေရှိမယ်ပေါ့လူငယ်အဖွဲ့အစည်းရှိမယ်အခုတော့အညာပေါ့အညာဒေတာအဖွဲ့အစည်းလေးရှိမယ်အကုန်လုံးကကျွန်တော်တို့ဒီခီးကိုအတူတူဒီမန်းချက်ကိုအတူတူသွားဖို့အတွက်ကျွန်တော်တို့ရုံကြီးကြီးနဲ့တို့လက်တွဲဖို့ပြောချင်ပါတယ်ကျေးဇူးတင်တယ်အမီလေးလောကတကငယ်နဲ့လောကတိုင်းပြည်ရဲ့ အကျိုးပေါ့နော်ဒီလူတွေရဲ့အကျိုးကိုအခုချိန်ထိဆွမ်းဆန်းတမန်ထန်းဆပ်ထောင်ပေးနေရတဲ့အတွက်လည်းတကယ်ကျေးဇူးတင်နေခုံယူရဲပေါ့နော်ချစ်ဆက်ပြီးတော့လည်း view site ပြပါညီလေးညီလေးရောအဲညီလေးရဲ့ဒါရေဘော်တွေရောပြီးတော့ညီလေးတို့ဝန်ကြီးမှာရှိတဲ့ပြည်သူတွေရောပေါ့နော်ဒီထက်ပို့ပြီးတော့လုံခြုံကြပါစေကျန်းမာကြပါစေပေါ့နော်အောင်မြင်တဲ့အထိဘန်းနဲ့ရောက်တဲ့အထိတွားနိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်ဟုတ်ကိုပေးရဆုနေပြပါစေကိုဟုတ်အဲ့တော့ကြာကြာရဲ့အတိုင်းပဲအဲတော်ဖွဲ့တွေကတော့အဲ ွားပြီးတော့တိုက်ပွဲတိုက်လို့သူတို့ကမခေါ်ဘူးဆိုရင်ပြန်လာရင်စကားမပြောဘူးစိတ်ဆိုးလာဘာလို့လဲသူပြောလို့ပေါ့နော်ပွဲလဲဆိုရင်သွားလာလည်းမဟုတ်ဘူးရတယ်တိုက်ပွဲသွားတိုက်ရအောင်ပေါ့နော်အဲဒါတော့မှပဲပြန်လာပြီဆိုရင်အဲစိတ်ကောက်ကြတယ်ပေါ့နော်အဲဒါချစ်စရာကောင်းနေပေါ့နော်ပြီးတော့သူရဲ့စိတ်တက်ကြီးတွေကတကယ်ကိုလက်ဖြားခါတော့အောင်လေးစားရတယ်ပေါ့နော်အဲ့တော့ပြီးရင်ဒါသူတဆက်တည်းပြောတာရှိပါတယ်ကျွန်တော်တက်ပွဲတွေပေါ့နော်အရင်တော့ကတော့ဒါဒါပြီးတော့ထိုးတဲ့ခါကျရင်ကျွန်တော်တိုက်ရတယ်အခုကျတော့ အဲဒီစစ်ကြောင်းကိုထွက်ပြေးလာတော့မှနောက်ကနေလိုက်ပြီးတော့တိုက်ရတဲ့အဆင့်တွေဒီဖြစ်လာနေပြီဆိုတော့ဟာခါတာကျွန်တော်သိရတယ်ပေါ့နော်သူပြောရစပါအကြောင်းလို့သိရတယ်အဲပြီးတော့အဲသူတောင်းတာပါလဲဆိုတော့ကျွန်တော်ဒီထက်ပို့ပြီးတော့ပြေဆုံးတယ်ဆိုရင်ကျွန်တော်ဒီထက်ပို့တဲ့အောင်မှုရအောင်အဲအဲ့လိုပြောရပါတော့ဒါကျွန်တော်မှအချိန်အားဖြင့်လည်းတဖြည်းဖြည်းနဲ့အဲဒါခုနလိုပေါ့နော်ဟိုဆွဲနေလို့မရတော့တဲ့အနေထားအဲကျတော့ဒီထက်ပို့ပြီးတော့ပြေဆုံးတယ်ဖြစ်ဆိုရင်တပ်ဖွဲ့တွေရဲ့အာဆွဲတတိယလည်းရုံမတန်တရားဖြစ်စရာမရှိဘူးပေါ့နော် ဲ့တော့မြ мян ပြည့်စုံအောင်ကျွန်တော်၄ကောင်းတဲ့ပေါ်လို့ရအောင်လုပ်ပေးကြမယ်ဖြည့်ဆည်းပေးကြမယ်တက်နိုင်တော့ဝိုင်းပြီးတော့ကူညီပေးကြမယ်ဆိုရင်ဒီတက်ဖွဲ့တွေကတကယ်ကို အောင်မြင်မှုအကြီးကြီးရအောင်လုပ်ပေးနိုင်မဲ့ဖွဲ့တွေဖြစ်တယ်ဆိုတော့ပြောချင်ပါတယ်ပြီးတော့အညာမှာအခုဆိုရင်အတက်ဖွဲ့ပြီးတက်ဖွဲ့အချင်းချင်းစုပေါင်းပြီးတော့အပေါင်းဆက်ပြီးတော့ဗောနော်တပေါင်းပုံစံမျိုးတွေတိုက်ပြီးလဲဟာလေးစီလုံးညို့မှုတွေကိုအများကြီးမြင်တွေ့လာနေရပြီဗောနော်ဒါတွေကလည်းအောင်မြင်ရတဲ့အကြောင်းရင်းတွေကအဓိကအရေးကြီးတဲ့အချက်တစ်ခုအနေနဲ့ပါဝင်နေဗောနော် တော့ကျွန်တော်တို့အာတို့နောက်မှာရှိတဲ့ကျွန်တော်တော်လန်ပြည်သူတွေအနေနဲ့ပြည်တွင်းပြည်ပမှာရှိတဲ့သူတွေအနေနဲ့လည်းဒီလိုမျိုးတပ်ဖွဲ့တွေကိုဆက်ပြီးတော့ကူညီပေးကြစီခြင်းနဲ့ကူညီပေးနေတဲ့ဖွဲ့တွေကိုလည်းကျေးဇူးတင်တယ်ဒီလိုသာပြည့်ပြည့်စုံအောင်လုပ်ပေးနိုင်မယ်ဆိုရင်တော့တပ်ဖွဲ့တွေပို့ပြီးတော့ခီးရောက်မှာဆိုတော့ဒီနေရာကိုပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်